စေမြခန်းသာဆိုးထားပါတယ်ဆိုတော့ခေါင်းနေနော်အဲ့လိုခေါင်းနေအန်တီတွေကောက်မယ်အဲ့ဒါဆိုလို့ရင်သူတို့ကိုချေတော့ဘယ်လိုလဲဆိုလို့ရင်ဒီတချို့ကလည်းအဖျားစတက်ကောက်လည်းရှိတယ်အဲတချို့ကလည်းအဲ့လိုမျိုးစေမြတွေကျလို့တက်တယ်ကြီးလို့သပင်တွေကဘာလဲငရိတ်တွေပါနေပြီပါနေပြီဆိုတဲ့ခါကျတချို့လို့ကောက်လို့ရမဲ့ပုံစံဒီဒီအာဂျီမားဆိုတဲ့တကားလုံးအတွင်းလေးကိုကောက်ကောက်ပြီးလို့ရမယ်နော်ဘာဖြစ်လဲဒီဒီအကဒါအခုသဘင်နေစင်းမဲတွေခန်းနာဆိုးရပါလေဆိုတဲ့ဟာတွေနော်စင်းမဲတွေခန်းနာဆိုးရတယ် ဒါပေါ့လို့ရှိရင်စပင်းကဘာဖြစ်လဲအလီတွေငရိတ်တွေဟိုဥရိတ်တွေပါနေပြီဒါပြင်နေခဏမှကျွတ်နေတယ်ငိုတွေကလည်းစပင်းကျွတ်တဲ့လူတွေဒါမှမဟုတ်လည်းငိုတွေကလည်းစပင်းမရှိတဲ့လူတွေဒါဆိုလို့ရှိရင်ဒီလိုမျိုးအကောက်ကလုံးဝအကောင်းဆုံးကောက်ပဲစပင်းကိုဘာဖြစ်လဲအရင်ပြည့်ရအလိုက်ကဘယ်ရအောင်လဲအောက်ခြေဒစ်စီရအောင်လိုက်ထားတာနော်ဥယျာဉ်တိရအောင်လိုက်ထားတာအဲ့တော့ဒီအကောက်ကဒီမှာတည်းမှာလုံးဝ နမောဟိုဘလိုဘလိုဖောက်ဝပြီလေဖောက်ဝသမင်ကပွပလေးဖြစ်သွားတာသမင်ထူထူလေးဖြစ်သွားတယ်အဲ့လိုပုံစံမျိုးကောက်ပြီးလို့ရတယ်သမင်ခဏဆိုတော့ကောက်သားမဝင်နိုင်တော့ဘူးဆိုတဲ့အန်တီကြီးလည်းကောက်ပြီးလို့ရတယ်တော့ကောက်သားလုံးဝကောက်လို့မရတော့ခုသမင်ဆေးမဲ့တော့ဒါပေမဲ့လောညှက်သားပဲပါလို့မမေးနဲ့နော်ညှားမှာတော့ညှက်ကမှာပဲအဲ့ဆိုသူ့ကိုတော်တော်လေးညှက်ပေးမှကက်ကက်လေးညှက်ပေးမှကြာကြိုက်တယ်လို့ညှက်ပေးအဲ့ဒီအဓိကတော့သူ့ကိုနည်းနည်းတော့ဟိုဘလိုဖောက်မလဲလုံးဝ တဲတဲတဲ့မခိုင်နဲ့တဲ့နေရာတွေပေါ့နော်အဲ့ဒီနေရာတွေတော့ကတင်တော့ပေးရမယ်ပေးပြီးလို့ရှင်ဒီလိုပုံစံမျိုးလိတ်ပြီးလို့ရတယ်အဲ့လိုပုံစံမျိုးလိတ်မယ်ဆိုလို့ရှင်တချို့တော့ခုနလိုပေါ့ခုနဆိုလို့ရှင်လိတ်တယ် site ကပါရှိမလဲလိတ်တယ် site ကဒီဒီဒီကဆိုလို့ရှင်ဒါကသေးသေးလေးတွေဆိုလို့ရှင်နာမည်5.5.1ဒါယောက်ျားလေးတွေမှာကောက်တဲ့ချက်မသုံးတော့ဘူးထားလိုက်တော့အဒီဒီလိုသေးသေးလေးနဲ့သွားလို့ရတယ်နော်ဒါဆိုလို့ရှင်သူကဟိုလောက်ရှိမယ်2လောက်ရှိမယ်0.2လောက်ရှိမယ်နာမည်2ဒါနာမည်2လိတ်တယ်ဒီမှာကနာမည်3လိတ်တယ် သေးသေးလေးတွေဟောနော်အဲ့တော့လုံးဝလုံးဝကောက်လို့မရတော့ပါဘူးဆိုတဲ့ခါတွေနော်အားအမျိုးဆိုလို့မသေးသေးလေးနဲ့ကောက်မျိုးသေးသေးလေးနဲ့ဒီလိုသေးသေးလေးနဲ့လုံးဝတော့ဆိုလိုတာကဘလို့စေးမဲ့တွေမကြခဏဆိုးရတယ်ဒါပေမဲ့လက်တော့ဝင်တာပေါ့သိတာသေးသေးလေးနဲ့ကောက်ရတဲ့ခါလက်တော့ဝင်ဒါပေမဲ့ကောက်သားတော့ရတယ်နော်ကောက်သားရဲ့အဲ့လိုဆန်သားမျိုးတွေဆိုလို့ရှိရင်ဒါနှစ်သုံးလို့ရမယ်သုံးသုံးလို့ရမယ်၄သုံးလို့ရမယ်ပေါ့နော်ဒီ၄ရကြတော့တခြားလို့နည်းနည်းလေးအဆင်ပြေတဲ့ခေါင်းတွေလောက်ပဲ ဟောနော်သူကပြတ်တော့ပြတ်စီရဲဒါမှရနိုင်နေဆိုတော့ဟာရီလောက်ပဲသုံးလို့သူကနည်းနည်းကြီးသွားပြီပေါ့နော်အဲ့တော့ဒီအကောက်တွေကိုကောက်မယ်ဘလို့ဘလို့ပုံစံမျိုးကောက်မယ်အာကြီးမှတစ်ခါလုံးကောက်တဲ့ပုံစံနဲ့ကောက်မယ်